အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ဆရာလေရင်းသားစောချေရေးသားထားတဲ့မော်ဆရာရဲ့ဖေပညာဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုတိုးလေးကိုမတင်ဆက်မီ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ကျွန်တော်တို့ရွာမှာကုလဆွေသည်ကုံတွေဖြစ်သည်သူလိုချင်သောနွားမျိုးစားရှိသည်ဆို၍ပသိမ်ကြီးဘက်သို့သွားသည်မန္တလေးတမင်ဆိုင်မှာ ထမင်းစားပြီးစစ်ပေါ်လေးတလေးဖွာ၍ထွက်လာသည်။နောင်ကြီးမိတ္တိုးလောက်အသက်40ခန့်လူတဦးဆလိမိချောင်း၍မိပါလာသောဆလိကိုဥလာဆွေလမ်းပေးလိုက်သည်။လူငယ်ကဆလိချင်းမိတို့နေစဉ်အသက်50ခန့်လူတဦးရောက်လာသည်။ဒီမှာလုံဝလေးတွေရှိလား။ရှိတာပေါ့မိကလေးတွေအများကြီး။ဆလိတောင်းသူကဖြေသည်။မဟုတ်ဘူးပြောဖို့လို့လုံမလေးပြောတာဟာအေးတယ်မှာ သူ့နေရာနဲ့သူရှိမှာပေါ့ဗျာနေရာသိရင်လိုက်ပြပါသုံးတော်ပေးမယ်လက်ပစောက်လာရောက်လာပြောချင်ပါချင်လို့လူကြီးပြောပုံမှာရှမ်းတန်ဝဝဖြစ်သည်ပုံကလည်းရှမ်းပုံလက်ထဲမှာငွေအင်းတွေတူသောလွယ်အိတ်ကိုလွယ်လင်းသုံးတော်တော့နေတယ်ဗျာရှစ်ထောင်ပေးကျွန်တော်တို့နှစ်ယောက်တယောက်လေးထောင်စီပေါ့ဆလိတ်မိတောင်းသူကပင်ပြောသည်သူကမင်းနဲ့အတိလားဟာကျွန်တော်ဦးလေးဗျဟုတ်လားရှမ်းကြီးက ဥလာဆွေကိုလမ်းမေးသည်ဥလာဆွေကငွေလေးတောင်အချောင်ရချင်၍ဟုတ်ပါတယ်ဟုပြောလိုက်သည်ဒါဆိုရင်ပေးမယ်ကွာ၈ထောင်လိုက်ပို့ပေးပါလာဥလီလိုက်ပို့လိုက်ကြရအောင်ဥလာဆွေလိုက်သွားသည်ရှန်ကြီးကနောက်ဘက်ခလန်းလန်းမှပါလာသည်ဥလီရေနေရင်ထိုင်ရင်ကျွန်တော်တို့၄ထောင်စီတော့ရအောင်မယ်အဲ့ဒီမိမရေရှိတဲ့အိမ်ကျွန်တော်သိရင်တိတ်မဝေးဘူးစလိမ်မီပေးတဲ့ကျေးဇူးနဲ့ဥလီပါရအောင်၅ထောင်ပို့တောင်းလိုက်တာ ။ဆန်းကြီးကရရောတယ်။ဥလာဆွေမသူ့အတွက်ပါတောင်းပေးသူကိုကျေးဇူးတင်လိုက်မိတယ်။ကိုကထိုအိမ်မျိုးကိုသိတိရမဟုတ်ဘဲနဲ့အပေါ်လိုက်ပြီးအချောင်းလေးတောင်ရတော့မည်။လန်တူလန်ကြားတလန်းဝင်တလန်းထွက်နဲ့တော်တော်သွားရသည်။ဘယ်ရက်ကွက်ဘယ်နေရာရောက်နေမှန်းပင်ဥလာဆွေမသိ။နောက်ဆုံးမှအိတ်အိမ်ရောက်သည်။တကားပိတ်ဖုတ်ကတ်ထားသည်။ဟာဒီကောင်မလေးတွေဘယ်များသွားနေလဲမသိဘူးကျွန်တော်သွားရှာလိုက်အောင်မယ် ကြည်ရင်ပဲဗျဒီမှာစောင့်နေအောင်ဆန်းကြီးကခေါင်းငိမ့်သည်အသက်50ခန့်လှုပ်ထွက်သွားသည်လုံမလေးရှိပါမလားရှိပါတယ်ဥလာဆွေက အမဝန္ဒာခံနေသည်တဲ့ကစားတက်လားဆန်းကြီးကဥလာဆွေကိုမေးသည်နည်းနည်းပပတော့ကစားတက်ပါတယ်ဒါပေမဲ့မကားပါဘူးဥလာဆွေက အမှန်တိုင်းပြောခြင်းဖြစ်သည်ဟာကျွန်တော်ကတော့ဝါသနာပါတယ်ကြွရှင်လုံးနွားရှင်လုံးလုံးကစားတာပဲ ဦးလာဆွေရှင်းလိုက်ပါသည်။သူသွားရှာတာတွေ့ပါမလား။ရှန်ကြီးကဦးလာဆွေကိုမေးသည်။တွေ့မှာပါ။ရှန်ကြီးကသူဖဲကစားသည့်အကြောင်းများဆက်ပြောသည်။ခဏအကြာတွင် လုံမလေးသွားရှာသူပြန်လာသည်။လက်ထဲမှာသို့တစ်ချောင်းပါလာတယ်။တွေ့ခဲ့တဲ့ဒီတိုင်းမှာရေချိုးဥျော်လုံးနေတယ်။ခဏကြာမယ်တဲ့။အင်းကြီးကဆောင်းပါတဲ့။တကားတော့ပွင့်ပြီးအင်းကြီးထဲမှာဝင်ထိုင်ကြသည်။ထဲလို့ရှိရင်ကောင်းပါပဲ။လုံမလေးဆောင်းရင် အပင်းပြေကစားကြတာပေါ့သူတို့ကအပင်းပြေကစားတတ်ကြပဲရှိချင်ရှိမှာပေါ့ဘယ်နှခါလဲမှမသိတာခေါ်လာသူကပြောသည်အပေါ်သွားချင်တယ်အိမ်သာရှိလားဟိုးစီပန်းနာသွားလိုက်ဆန်းကြီးအင်းကြီးထဲမှာထွက်သွားသည်လမ်းပြသူကဖဲထုတ်ရှာလိုက်သည်ဟောဒီမှာတွေ့ပြီအင်းတကားပေါင်ပေါ်မှာဖဲထုတ်ကိုရှာပြရသည်ဖဲထုတ်တော့တွေ့ပြီဦးလေးရှန်းကြီးကတော့ငွေတော်တော်များများပါပုံရတယ် အပေါ်တော့လာတော့သူ့အိမ်ကိုမထားခဲ့ဘူးဟဲ့ဟဲ့အပြင်းပြေကစားရင်ရှန်ကြီးစီကရတဲ့လောက်ချူရမှာပဲဦးလေးကအရှိကရကျွန်တော်နောက်ကနေလဲပေးမယ်ရှန်ကြီးလူအကြီးဘာမှတည်တာမဟုတ်ဘူးဦးလာဆွေမသွားရင်လာရင်လေးတောင်တက်ပွေရအောင်မီကိုလောပါတက်လာသည်ခဏကြာတော့ရှန်ကြီးပြန်ရောက်လာသည်ဒီမဲ့ဖဲရောက်တော့တွေ့တယ်အပြင်းပြေကစားမလားလမ်းကြကမေးသည်အာကောင်းတယ်ကစားမယ်ရှန်ကြီးကထိုင်သည် ကျွန်တော်ဦးလေးနဲ့ခမားနဲ့တက်တူရွေးတူချင်းကစားကြကျွန်တော်နောက်ကကြည့်မယ်။ကောင်းတယ်နိုင်အောင်ကစားဒီရဲ့ထဲမှာငွေတွေအများကြီးပါတယ်ထိတ်တလောက်ကစားရတယ်။လမ်းပြကဦးလာဆွေဤခါကိုနောက်မှာအသာတိုးလိုက်သည်။ဦးလာဆွေရှေ့မှထိုင်သည်။ဘာကစားမလဲရှမ်းကြီးကမေးသည်။တောက်ဆရာကုန်းပြီပေါ့ဟုတ်တယ်မလားဦးလေး။နောက်မှာလူကအဖြေပေးရင်ဦးလာဆွေကိုမေးသည်။ဦးလာဆွေခေါင်းငင်ပြသည်။တောက်ဆရာကုန်းမှာ သူကစားတတ်တော်နည်းဖြစ်၍အစဉ်ပြေသည်ကျွန်တော်တိုင်ဆိုင်မယ်ခရကျဲသလောက်ထိုးဆန်ကြီးကဖဲတူကိုကလပန်ထိုးပြီးဥလာဆွေကိုအချိုးခိုင်းသည်ဥလာဆွေချိုးပေးလိုက်သည်ဆန်ကြီးကသုံးချက်စီဝေးသည်ဥလာဆွေက900ထိုးသည်ကောင်းမလူက1000ထိုးသည်ဥလာဆွေက9ပေါက်ဆန်ကြီးက2ပေါက်ဥလာဆွေတို့စားရသည်နောက်တစ်ချိန်တွင်ဥလာဆွေလည်းရဲလာသည်1000ထိုးသည် နောက်မှလူက2000ထိုးသည်။ဦးလာဆွေက6ပေါက်ဆန်းကြီးကပူကြနေသည်။ဦးလာဆွေတို့ဇက်တိုက်စားရသည်။ဆန်းကြီးမှာသူ့ဖဲကိုသာမကျင်းနဲ့ကြည့်ကြည့်နေ၍နောက်မှလူကဖဲဆုံးချက်ကိုအပုံထဲသို့မထည့်ဘဲခိုးယူထားလိုက်သည်။နောက်တစ်ချိန်ဆန်းကြီးကဝေပြန်သည်။ဦးလာဆွေရဲ့ဖဲမှာနှစ်ပေါက်သာရှိသည်ထို့သော နောက်မှလူကခိုးထားသောဖက်ချက်များနှင့်အလဲအလဲလုပ်၍ကိုးပေါက်ဖြစ်သွားသည်ဦးလာဆွေကိုပြပြီး ထဲထုတ်ချက်ကိုပြန်မောက်ထားလိုက်သည်ပိုနေသောဖဲများကိုနောက်မှလူကဥလာဆွေရဲ့ပေါအောက်ကိုထိုးသွင်းရဟွာထားလိုက်သည်ရှမ်းကြီးဘာမှမသိသူများကလည်းမကြည့်သူ့လက်ထဲမှာဖဲနှစ်ချက်ကိုသာတိတ်တိတ်ဆဆပုတ်ကြည့်နေသည်အောက်မှမကြည့်ရသေးသောဖဲတစ်ချက်ကျန်လေသည်ကဲထိုးကြလေဖဲကြည့်ပြီပြီလားမကြည့်ရသေးဘူးနောက်မှလူကဖြေသည်မကြည့်ရသေးရင်ကြိုက်တဲ့လောက်ထိုးကျွန်တော်လည်းတစ်ချက်မကြည့်ရသေးဘူးငါးရောင်ထိုးမယ်ရလား ောက်ကလူကမေးသည်ငါတော့မကားဘူးငါတော့တသိန်းချိန်တလောက်ထိုးရှမ်းကြီးကသူ့အိတ်ထဲမှာတထောင်နန်းထက်လိုက်အထုပ်ကြီးကိုထုတ်ယူလိုက်သည်ဟောဒီမှာငါးသိန်းရှိတယ်ချိန်တလောက်ကိုခင်ဗျားတို့နိုင်ရင်တခါတည်းအကုန်ယူသွားကောင်းပြီဒါဆိုရင်ထိုးမယ်အမလူကငွေတထောင်နဲ့အတူသူ့လည်းပင်မဆွဲချိုးကိုပါဖြုတ်ထိုးသည်ဒါသုံးသိန်းကျန်တယ်ဟုပြောပြီးဥလာဆွေကိုခါကုတ်လိုက်သည်ဥလေးထိုးပြကျွန်တော်တို့နိုင်ရင်တဝက်စီခွဲယူမယ် လာဆွေရင်ကုန်တန်းတွေပြန်လာသည်ကိုဖဲကခဏန်းဖြစ်သားသိချာနေပြီသူဖဲမှာတစ်ချက်မကြည့်ရသည် ကိုကနိုင်ဖို့သိချာနေသည်အလွန်ဆုံးကိုတိုက်ယုံသာရှိမည်ရှမ်းကြီးပုံကြည့်ရသည်မှာဥတူတူအတတဖြစ်၍ဖဲလဲထားသည်ကိုမသိပဲအတင်းထုတ်ခိုင်းနေသည်နိုင်၍တယောက်တော့ဝက်စီခွဲယူလင်းနှစ်သိန်း5000အချောင်းရမည်နောင်းတကောင်သားမကနောင်းတကောင်ဝယ်၍ရမည်ဥလာဆွေလောပါတက်လာသည် ငါဝယ်ရင်ယူလာတော့အဲ့တဲကငွေနဲ့သိန်းကိုထုတ်ယူ၍ထိုးလိုက်သည်။ဒါမှဥလိယနောက်မှဥလူကအပေးသည်။ဆန်းကြီးကမေးသည်။ဘလောက်လဲ။နှစ်သိန်းဥလာဆွေကရေရေဝံဝံပြောသည်။ကောင်းပြီသူကသုံးသိန်းခမားကနှစ်သိန်း။ခမားတို့နိုင်ရင်ငါးသိန်းထုတ်ကိုယူသွား။ဆန်းကြီးကသူ့ပစံတော့ကိုပုတ်ပြသည်။ဥလာဆွေမြ мян ကိစ္စပြက်ပြီးပစံကိုမြ мян ယူမြ мян ပြန်ကျင်းလာပြီ။ရွာရောက်ရင်ရွာမလူများကို ဝါသာအားရပြန်ပြောပြခြင်းသည်ခမရသေးကြတယ်နော်စန်းကြီးကဥလာဆွေကိုထပ်မေးသည်သိကြပါရဲ့ဥလာဆွေကအခိုင်အမာဖြစ်သည်ခမရရှုံးမှဘာဘာညာညာမပြောနဲ့နော်မပြောပါဘူးဥလာဆွေပြုံးလိုက်သည်ကိုပဲကိုခင်နေကသူမသိပဲမဲ့ကိုကသိသည်ကဲဒါဖြင့်စိမ့်ပြီခမရဘက်ကိုကြည့်လိုက်ဥလာဆွေကမသိမသားဟန်းဖြင့်ဖဲသွင်းချက်ကိုရိုက်ပြီးလှန်လိုက်သည်ဟာဦးလေးကိုပြပွားပြီး ။နောက်မှလူကဝန်တာအားရအော်သည်။ဦးလာဆွေက ဖဲတုံးချက်ကိုရှမ်းကြီးမြင်အောင်ပြသည်။ရှမ်းကြီးမျက်နှာပြတ်သွားသည်။ခမရဖဲကြည့်လေ။နောက်ကလူကရှမ်းကြီးကိုပြောသည်။ရှမ်းကြီးကကျန်သောသူ့ဖဲတစ်ချက်ကို မကြည့်ရသေးသည်။ကျွန်တော်တို့နိုင်ရင်ခမရ50ယူမှနော်။နောက်ကလူကတေချာအောင်ဖတ်မိသည်။ယူဖို့သူမနေပါဘူး။ဒလောက်ငွေများကျွေးရှင်လုံးနွားရှင်လုံးတော့ရှုံ့မှုသေးတယ်။ဒါဖြင့်ခမရဘက်ကိုကြည့်။ဆန်းကြီးက ကျန်နေသောတစ်ချက်ကိုကောက်ယူပြီးလက်ဝါးပေါ်မှာရိုက်လှမ်းလိုက်သည်ကလပ်ဖဲဖြစ်သည်နိုင်ရကွရှမ်းကြီးကပေးပယ်ထားသောကြည်ပိသားဖက်နှက်ချက်ကိုလက်ပြလိုက်သည်ကလားသုံးပေါင်းဖြစ်သည်ဟာသွားပါပြီဥလားဆွေမျက်လုံးများပြသွားသည် အမြင့်ဆုံးဖြစ်သည်ဟုစိတ်ချထားသောကိုကိုကလားသုံးပေါင်းဖြင့်အနိုင်ရသွားသည်ရှမ်းကြီးကဥလားဆွေရဲ့ပစံသုံးနေလို့ကနောက်လူရဲ့ရွှေစွဲကြိုးကိုပါတင်ယူသွားသည် ကိစ္စမရှိဘူးဦးလေးကျွန်တော်တို့ပြန်နိုင်မှာပါနောက်မှလူကကိုပေါ့ကြသောဖက်တုံးချက်ကိုအပုံနဲ့ပြန်မထဲပဲဦးလာဆွေရီပေါင်းအောက်ကိုထိုးသွင်းလိုက်သည်ရှမ်းကြီးမြင်သွားသည်ခမရဘာလုပ်တာလဲပေါင်းအောက်မှာပြစမ်းရှမ်းကြီးကဦးလာဆွေအားပေါင်းကိုကြွားခိုင်းသည်ဖက်ဆက်ချောက်ချက်ထွက်လာသည်ဟင်ခမရတို့ဖဲခိုးတယ်ကျုပ်တယောက်တည်းဆိုပြီးစမ်းတလားဒီမှာကြည့်ဖောင်း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 ရှမ်းကြီးကသူ့လက်ဘင်းကိုသူ့လက်သေးဖြင့်အချက်ပေါင်းများစွာထိုးပြသည် ဟာငါတို့ပါနေဆရာကြီးကျွန်တော်တို့မှားပါတယ်ကျွန်တော်တို့တောင်းပါမှာတယ်။နောင်မလူကစောစောလန့်လန့်တောင်းပါနေသည်။ဦးလာဆွေပါပစံတဲ့သုံးချုံသွားသည်ကိုပူလောင်နေ၍ကြောက်ရမှန်းလည်းမသိတောင်းမှန်ရမှန်းလည်းမသိစိတ်တော့ခါကြီးစွာရောက်နေသည်။ငါကရှင်းဆရာကြီးကငါမှတိုင်းတစ်ပည့်90လောက်ရှိတယ်။ငါကလာဆိုင်ရင်သိသွားမယ်။တယောက်တည်းပေမဲ့ဘသူမှမကြောက်ဘူးကွ။ဆရာကြီးခင်ဗျာကျွန်တော်တို့အမိုင်အမဲတွေဝိမယူပါနဲ့အခွင့်လိုပါခင်ဗျာတောင်းပါပါလေ ောင်မလူကဆက်ဆရာကြီးကိုထိုင်ကြော့နေသည်ဦးလေကြော့တောင်မလိုက်ခု၍ဦးလာဆွေကိုလည်းခတ်တူတူပြောစီခမားကကျုပ်ကိုနိုင်မထင်လို့လားဖောင်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 ဆန်ကြီးကသူ့လက်ဘင်းကိုလက်သေးနဲ့ထိုးပြန်သည်ခွန်းလပါဆရာကြီးကျွန်တော်တောင်မှမှာတယ်ဦးလေးကစိတ်ကိုတောင်မှလိုက်ပါကောင်းပြီဒီတစ်ချိန်တခါတော့ခမားကိုတောင်မှလို့ခွန်းတော့လိုက်မယ်နောက်တစ်ခါဆိုခွန်းမလို့ဘူးကျွန်တော်ကဖဲမှာအောင်ထားတဲ့လူဖျားခမားတို့ကျွန်တော်ကိုဘလို့ညစ်မနိုင်ဘူး ခင်ဗျားတို့အခုရှုံးဝင်မဲ့ငါငိုတစ်တလုံးနိုင်အောင်ကျုပ်ကဖဲမော်လုတ်ပေးလိုက်မယ်မင်းသွားမစ်ချစ်ဘူးကွန်တစ်ခုနဲ့မိသွေးကလေးတစ်ခုရှာခဲ့ချင်းဆန်းကြီးကနောက်မှလူကိုခိုင်းလိုက်သည်ဟုတ်ကဲ့ပါဆရာကြီးအသက်40သန်းမမလူကရှမ်းပိုးစီကိုတိတ်ကြောင်လေးကြောင်ဥလားဆွေတရီကားမိသည်သူပါကြောက်လာသည်နောက်မှလူကမိဘဘက်မှထွက်လာပြီးခဏသာကြာသည် မချစ်ဘူးကွန်တစ်ခုနဲ့မီသူရဲ့တကယ်ယူလာပြီးဆန်ကြီးကိုပေးသည်ဆန်ကြီးကမချစ်ဘူးကွန်ကိုဥလာဆွေရဲ့နောက်ကျောပတ်မှာမီသူရဲ့နဲ့ဝါတလုံးကြီးလိုက်သည်ခမရလက်ကိုတန်းလိုက်လက်ပြန်ထားဥလာဆွေကဆန်ကြီးကိုင်းတဲ့အတိုင်းလှုပ်သည်ဆန်ကြီးကမချစ်ကွန်ဘူးရဲ့လဝါပေါ်မှာဝါလုံးပါသည့်ဘက်ကိုအောက်ထား၍တင်လိုက်သည်သူအင်ကြီးလိုက်ထဲမှာလက်ကင်ဘဝအဖြူကိုထုတ်၍ဥလာဆွေရဲ့လက်ပြန်ပေါ်မှာအုပ်ထားလိုက်သည်ပြီးတော့ အုံကနေတွတ်တွတ်မမ်းမုံနေသည်ခဏအကြာတွင်မမ်းမုံပြီးစီနှင့်လက်ကင်ဝါကိုဖယ်လိုက်သည်ဥလာဆွေအံ့အောင်မဆုံးဖြစ်နေသည်သူလက်ပြန်မောတွင်မိသူပြင်ရေးထားသောဝါလုံးလေးတစ်လုံးတွေ့ရသည်ခမရခဲမော်အောင်သွားပြီကျွဲစင်းလုံးနွားစင်းလုံးဖဲ့ရစားတော့ဘသူဘလောင်းငင်းငင်းခမရကမနိုင်တော့ဘူးဥလာဆွေမှာငွန်းတသိအရှုံးကမိအောင်ဖဲ့ရရတော့မီဟုစဉ်းစားနေမိသည်ကျွန်တော်ကိုလည်းလုပ်ဝေးပါအောင်ဆရာကြီး နောင်မလူကတောက်ဆုံနေပြန်သည်ဆရာကြီးကသူ့လက်ထဲသို့မိချစ်ခုံဘူးပြောင်းထည့်ပြီးလက်ပြန်ပေါ်ကလက်ကင်မဝအုပ်၍မှော့သွင်းပေးသည်သူလည်းဖဲမော်အောင်သွားပြန်သည်မင်းသွားရေတခွက်ခတ်ချင်ဆန်ဆရာကြီးအမေအရလမ်းမြလူလာသူကတောက်ရီဦးနဲ့မှရေတခွက်ခတ်ယူလာသည်မင်းတို့နှစ်ယောက်ရေခွက်ကိုင်းငါပြောတဲ့အတိုင်းလိုက်စို့ဦးလာဆွေနဲ့လမ်းကြသူကရေတခွက်ကိုအတူခံရသည်ဆန်ကြီးရှိကတိုင်းပေးသည်ကိုနောက်မှလိုက်စို့ကြရသည် ကျွန်တော်တို့ဟာကိုယ်ဆန္ဒနယ်ကိုဖဲကစားပြီးရှုံးတာဖြစ်ပါသည်ဒီအကြောင်းကိုဘသူမှပြန်မပြောပါဘူးဂျော်ဒန်နဲ့တပြိုင်နက်ကောရာကူပေါင်းမှအကူစင်းထွက်ပြီးသေပါစေသာတစားဆိုပြီးသင်နဲ့ဥလာဆွေနဲ့လမ်းပြလုပ်သူတို့ရေတခွက်ကိုတဝက်စီတောက်ရသည်ခမရတို့ကျုပ်ကိုရည်ဒီရတာမထင်နဲ့သူကမော်ပညာရှင်အခုခမရတို့တစ္ဆာရေးတောက်ပြီးပြီတယောက်ယောက်ကိုပြန်ပြောတာနဲ့ခမရတို့ဒွါရကူပေါက်ကအကူစင်းထွက်ပြီးအသေးဆုံးနဲ့တင်ပါပဲ။ သင်မမကြောက်ရင်ပြောကြ။အပြောရဲပါဘူးဆရာကြီးကြောက်ပါနဲ့။ဆရာကြီးကလည်းယုံပါတယ်။ကောင်းပြီဗျာကြော့ဒါခင်ဗျားတို့ကျွန်တော်ပြောထားတဲ့အတိုင်းလုံမလေးအိမ်ခေါ်လာတဲ့အတွက်လေးတောင်စီယူ။ခင်ဗျားတို့လုံမလေးကလည်းအခုတိမလာဘူး။ကြုတ်လဲဒီနေ့ညနေပြန်ရမှာ။ခင်ဗျားတို့လုံမလေးကိုမဆောက်နိုင်တော့ဘူး။ဆရာကြီးအင်္ဂလိပ်မှပြန်ထွက်သွားပါသည်။ဥလာဆွေတို့တူကြီးနှစ်ယောက်လည်းအင်္ဂလိပ်ထဲမှပြန်ထွက်လာကြလေသည်။ဥလာဆွေရာရောက်သည်နှင့်အိမ်ရာထဲမှမထနိုင်တော့ပါ။ နွားလည်းမပါ၊ဝေးလည်းမပါနဲ့။မိမကတန်တရာဖြစ်နေသည်။မရွေလည်းမရ၊ကုလဆွေဘာမှလည်းမပြောရင်ဒရာကူပေါင်းမှ အကိုစင်ထွက်သေးမကိုကြောက်နေသည်။နောက်တော့သူ၏မမတဆင့်ဆွေမျိုးသားချင်းနဲ့ရင်းနှီးသူများတည်ကုန်သည်။အတင်းကျပ်မိကြသည်။ကုလဆွေဘာမှမပြော၊သုံးရကျော်၍၄ရလောက်မှကုလဆွေအတွေ့တစ်ခုစဉ်းစားမိသည်။ပြန်ပြောရင်ဒရာကူပေါင်းမှ အကူစင်ထွက်သေးရန်တစားဆုံးချင်းဖြစ်သည်ကိုစာရေးပြန်လည်ရမည်ဟုစဉ်းစားမိခြင်းဖြစ်သည်စာရေးတရက်တွင် စာရေးပြသည်ထို့သောစာရေးနေရင်းမှာပင်ခဏရထားရသည်သည်မျက်စိကရလာသလိုလိုဖိုက်ထဲကနာလာသလိုလိုခန်းစားရ၍အကူစင်ထွက်လာမှကို ကြောက်နေသည်နောက်မှတည်ခြင်းနဲ့တည်ပစီတော့ဟူဆုံးဖြတ်ပြီးစာကိုပြီးအောင်ဆက်ရည်၍အလုံးသိအောင်ပြလိုက်သည်ဟာဒီကောင်တော့ လူလင်လူညာတွေနဲ့တွေ့ပြီးအလိန်ခံလိုက်ရပြီ။စားဖတ်ပြီးသည်နှင့်စဉ်းစားဉာဏ်ရှိသူများနားလည်သွားကြသည်။ကိုခါမဥလာဆွေခမညာအလိန်ညာခံလိုက်ရသည်ကိုသိသွားတော့သည်။ဥလာဆွေမသိ၍အညာခံလိုက်ရသည်။ဝန်တသိန်းလည်းဆုံးရွာထဲမှာလည်းအရှက်ကွဲဖြစ်သည်။ဥလာဆွေအလိန်ခံရသည်ကိုသိပြီးသမ ्या အလိန်ညာခံရခြင်းမှလွတ်မြောက်ကြပါစေ။